ကျမတော်မူကြပါသခင်ယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ16ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့ဖေကုံမစစ်ကောင်စီတက်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရပြီးစစ်ကြောင်းမှုအပအဝင်တိတ်ဆုံးသူများတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်က တောင်စလုံးကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုအပအဝင်တိတ်ဆုံထိခိုက်သူတွေများတယ်လို့ဒေသခံစီးသတင်းရင်းမြစ်တွင်းနဲ့မြေပြင်ရဲဘော်တွေကပြောဆိုပါတယ်။အော်တိုဘာလ14ရက်နေ့ညနေပိုင်းတိုက်ပွဲမှာမြောက်စလုံးရွာဘက်ကနေတောင်စလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တပ်တွေစစ်ကြောင်းထိုးလာတာကိုတော်လိုင်းတပ်ဖွဲ့တွေကဂျပ်ပြတ်တက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကြောင်းနှစ်ခုနဲ့တက်လာတာအင်အား80နဲ့100လောက်ရှိတယ်။တေရာရောထိခိုက်တာရော60လောက်ရှိတယ်လို့ ရှမ်းတောင်အခြေစိုက်စီးတရင်ရင်မြစ်ကဆိုပါတယ်စစ်ကောက်စီတက်စစ်ကြောင်းပြတ်သွားပြီးပြန်ဆုတ်သွားတာမန်ဒဲလိုတောက်စလုံးတိုက်ပွဲမြေပြင်မှာရဲဘော်တဦးကလည်းအတီးပြပါတယ်သူတို့အထိနာပြီးပြန်ဆုတ်သွားပါတယ်ကြံတဲ့အပိုင်းကတော့စီရေးအခြေအနေအရာပြောပြခွင့်မရသေးဘူးလို့သူကဆိုပါတယ်ပအုပ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခန်းကောင် PNDF KK ရဲဘော်တဦးကလည်းဒီကောင်တွေနှစ်ခါလောက်ရှိပြီးထိနေတယ်လို့တောက်စလုံးရွာတိုက်ပွဲနဲ့ပတ်သက်ပြီးဆိုပါတယ် ရန်နဂရီပြည်ပတ်မှာစစ်ကောင်စီအတော့ဝါဒပြန့်ပေးနေတဲ့ရှမ်းကယားဟစ်တိုင်အမည်နဲ့လူမှုကွန်ရက်ကနေလဲတောင်စလုံးရွာတိုက်ပွဲမှာဆေးအုပ်စုအထိနာခဲ့တဲ့ဆိုတဲ့အကြောင်းအော်တိုဘားလ15ရက်နေ့နေ့လယ်ပိုင်းကဖော်ပြထားပါတယ်လုတ်တင်တောက်ကိုလုတ်ပါမလုတ်တင်တောက်ကိုမလုတ်ပါနဲ့မိမိဘက်ကခံလိုက်ရရင်အများကြီးနစ်နာတယ်တင်ပြမှုတိုင်းကိုအလေးထားဆောင်ရွက်ပေးပါကြားရတဲ့သတင်းကလုံးဝလုံးဝမကောင်းဘူးအဲ့ဒီလောက်ထိဖြစ်မယ်မထင်ထားဘူးအခုတော့ခံလိုက်ရပြီအများကြီးအရာရှိတွေစစ်ကြောမှုပါကြားတယ် ရပ်ပခါရဲ့လှုပ်ဆောင်ချက်ကမားနေတယ်လို့မြင်တယ်လို့ဆိုပါတယ်တိုက်ပွဲမှာစစ်ကြောင်းပြတ်သွားတဲ့စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့လေကြောင်းပစ်ကူရယူခဲ့တယ်လို့မြေပြင်သတင်းရှင်းမြစ်ကအတည်ပြုပါတယ်ပထွေးကိုဖိအိတ်တော်ထားတဲ့ PNO တွေဆိုခွေးပြီးဝက်ပြီးပဲတေတာနဲ့ဒီကောင်တွေများတယ်စကစကမြေပြင်စစ်ကြောင်းဦးစီးတာပေါ့ PNO ကဝါရမိုင်းတိုက်ခံထားရတဲ့ပို့လူငယ်တွေကအရင်တေချာရတာလို့သူကဆိုပါတယ်စစ်ကောင်စီတက်နေ PNO စစ်ကြောင်းထိခိုက်သေးဆုံးဓာရီနဲ့ပတ်သက်လို့ ရှမ်းတောင်နဲ့ကရင်နီတပ်ဖွဲ့တာဝန်ရှိသူတွေစီကိုလူမှုຫນွေဦးကမေးမြန်းဆက်သွယ်နေစေဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ပင်လောင်းနဲ့ဖေကုံမြို့နယ်အဆက်ကတောင်မဲတင်မြောက်စလုံးနဲ့ဘောရန်ရွာတွေကိုအခုလောက်စမ်းပိုင်းကစစ်ကောင်စီနဲ့ PNO တပ်ကတိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူနေအိမ်တွေကိုရွာလုံးကျွတ်မိရှုခဲ့တဲ့ရုတ်တံမှတ်တမ်းတချို့လည်းထွက်ပေါ်နေပါတယ်။အော်တိုဘာလ6ရက်နေ့9ရက်နေ့နဲ့9ရက်နေ့ကလွိုက်ကော်မြို့အရှိတ်ချမ်းကလွိုင်လင်းလေးမြို့ကြေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေထိခိုက်ဒေဆုံးသူ10ဦးထပ်မင်းရှိခဲ့ပြီးလက်နက်အချို့ပါရရှိခဲ့တယ်လို့ KNDF ကပြည်ခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့လက်ပရန်မြွနဲ့တရက်ချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား20ဦးသေဆုံးပြီး12ဦးအရှင်ဖမ်းမိကလက်နက်16လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းလက်ပရန်မြွနဲ့တရက်ချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာ စစ်သား20ဦးသေဆုံးခဲ့ပြီး12ဦးအရှင်ဖမ်းမိကလက်နက်16လက်တင်းစစ်ရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုမှာပါဝင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်းမြစ်ကဆိုပါတယ်။အော်တိုဘားလ15ရက်နေ့မွန်လွယ်ပိုင်းလက်ပရန်မြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်တက်ခဲ့မှုအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှ20ဦးသေဆုံးက12ဦးအရှင်ဖမ်းမိခဲ့ပြီးလက်နက်မျိုးစုံ16လက်တင်းစစ်ရရှိခဲ့ခြင်းဖြစ်ပါတယ် ။တရချောင်းကိုစစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေး20တေပြီးစစ်နှကောင်အရှင်ဖမ်းမိထားပါတယ်။လက်နက်16လက်လည်းတင်ဆက်ရရှိတယ်လို့ဒေတာရင်းတော်လိုင်းသတင်းရှင်မြစ်ကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်38ညနဲ့တခွဲနဲ့တခွဲ3တခွဲ6ရွှေဒန်းမြေဂလုံးတက်ဖွဲ့နဲ့တရင်3တို့ကပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့တရားဝင်သတင်းထုတ်ပြန်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပခုတ်ကူမှာရိတ်ခါယူစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား6ဦးသေဆုံးခဲ့ပြီးတနက်နက်တင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရိတ်ခါယူပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးခဲ့ပြီးတနက်နက်တင်ဆက်ရရှိခဲ့ကြောင်း Southern Jisju PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါရယ်။ယမနီအော်တိုဘားလ15ရက်နေ့မွန်းလွဲ့တနင်္လာ23မိနစ်အချိန် ပခုတ်ကူမြို့နယ်မြောင်လူကံရွာစစ်တပ်ထိုင်စခန်းမှာစစ်သား20ခန်းကပခုတ်ကူလီရင်ကွင်းမှာရိတ်ခါယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းရင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား6ဦးသေဆုံးခဲ့ပြီး MA1 အမျိုးအစားတနက်တက်လက် MA ကြီးပေါက်3ပေါက်ကြီးအတောင့်90 BA94 အမျိုးအစားတနက်တက်လက်ကြီးပေါက်2ပေါက်ကြီး45ရောင်းတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ် ရင်တိုက်ပွဲအတွင်းမှာလေရင်ကွင်းအတွင်းမှာစစ်သားတွေက .5 လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ကူပေးခဲ့တဲ့အပြင်မြောက်လူကန်ကြီးရွာမှာစစ်သားတွေကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။မြောက်လူကန်နဲ့လေရင်ကွင်းနဲ့အရှိတ်အနောက်ဘက်ကြားထဲမှာမီတာ600လောက်ပဲဝေတာရေခါယူပြီးပြန်လာတဲ့အချိန်တိုက်ခဲ့တာကျန်တဲ့စက်ခရီကလေရင်ကွင်းတွေကိုပြန်ဝင်ပြေးသွားတယ်။လေရင်ကွင်းကနေမီတာ300မြောက်လူကန်ကနေမီတာ300ဒီကြားထဲမှာအလုတ်လုတ်ခဲ့ရတာကိုနဲ့ပြစ်တဲ့စက်ခရီက ်သေတဲ့ကောင်သေတယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ကွင်းကလှော်လိုက် မြောင်လူကန်ကထုလိုက်နဲ့လေရင်ကွင်းကဆိုရင် point fight တွေနဲ့ပါထူတာကြံတဲ့အလောင်းတွေနဲ့အလက်တွေကမြင်သာမြင်နေရတာတက်ကောက်လို့မရခဲ့ဘူးလို့ Southern Jisachu PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကို Southern Jisachu PDF တပ်ပေါင်းစုကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်တအူးလက်ပြင်ကြီးဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့စကိုင်းမင်းကွန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခလာရ116မှာဘူကြီးမင်းထွန်းစုအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ပြီးတနက်ခုနလက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုခလာရ116မှာဘူကြီးမင်းထွန်းစုအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ပြီးလက်နက်ခုနလက်ရရှိခဲ့ကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်။အော်တိုဘားလ73ရက်နေ့စကိုင်းမင်းကွန်းလမ်း ပေါတော့ကြည့်ရမှာပြည်သူများကိုဖမ်းဆီးစစ်ဆေးနေတဲ့အင်းအား20ခန့်စစ်တပ်စစ်ကြောင်းကိုယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကကင်းဘုံဝတ်အသစ်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာခလာရတတိချောင်းမှဘူကြီးမင်းထွန်းစုအပါအဝင်စစ်သား9ဦးမျက်မြင်သိမ်းဆုံးခဲ့ကြောင်းအခြားစစ်သား15ဦးထိလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများထံမှစိုက်ကင်းနဲ့ကားများကိုအတင်းလူယူထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်စစ်ခွေးတေစီရင်က ထက်တိုးတော့မသိရသေးပါဘူးစစ်ခွေးအရှင်ဖမ်းမိတာမျိုးတော့မရှိသေးပါဘူးစစ်ခွေးတွေကပြည်သူတွေရဲ့ကားနဲ့စိုက်ကယ်တွေလူပြီးထွက်ပြေးတာသူတို့အတွက်နေရာတိုင်းကမလုံခြုံဘူးဆိုတာကိုပြကျင်တာပါလို့ Unicorn ပျောက်ကြားတက်ဖွဲ့ UGF မှာတာဝန်ခံကပြောဆိုပါတယ်အဆိုပါစစ်တပ်စစ်ကြောင်းထမ်းမှ MA1 တနက်2လက် MA3 တနက်3လက် MA5 တလက်6လုံးပြူတလက်အင်နာကတလုံး Icon တစ်ခုတင်စစ်ရမိပြီတော်လိုင်းရဲဘော်တအူးကြဆုံးခဲ့ရကြောင်း ြည်သူများအနေနဲ့လဲစစ်တပ်နဲ့တပ်နိုင်သမျှခက်ဝဲဝဲမှနေထိုင်ကြပါရန်ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကတတိပေးထားပါရခင်ဗျာနောက်တက်တင်ဆက်ပေးခြင်းတကတော့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကစစ်တုံပန်းတချို့ကို MNDAA ပြန်လွှတ်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတုံပန်းတွေအနက်ဗိုလ်မှူးအဆင့်၃ဦးအပါအဝင်၃ပန်း55ဦးကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ် တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလကလာရှိုမြို့မှာတာဝန်ကျနေတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စက္ကခ14လက်အောက်ခံတရင်ခလာရနှစ်ခွန်ကွန်ကဗိုလ်မှူးကျော်စရစက္ကခ1ကဗိုလ်မှူးအောင်မြင်သူအပါအဝင်စစ်တုံပန်း45ဦးကိုဒီမနေ့အော်တိုဘားလ15ရက်နေ့မှာပြန်လွတ်ပေးလိုက်တာလို့သိရှိရပါတယ်ပြန်လွတ်ပေးလိုက်သူတွေထဲမှာအရာခံဘူးဒုအရာခံဘူးတက်ချက်ကြီးစရေးဒုတက်ချက်တက်သားယာရုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်39ဦးရဲတပ်ဖွဲ့ဝင်6ဦးပါဝင်တယ်လို့သိရှိရပါတယ် တော်တော်များများကလာရှုနဲ့တင်းဒီတိုက်ပွဲမှာဖမ်းမိတဲ့ဟာရီလိုရှမ်းမြောက်သတင်းရင်းမြစ်တူကပြောပါတယ်စစ်ကောင်စီတက်နဲ့ဘယ်လိုသဘောတူညီချက်ရယူပြီးလွတ်လဲဆိုတာတော့မသိရှိရသေးတယ်လို့ MNTAA ကလည်းတီးခြားသတင်းမထုတ်ပြန်သေးပါဘူး MNTAA ဟာတရုတ်အစိုးရရဲ့ဖိအားနဲ့လာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးအပ်ထားတယ်လို့ဆွေးနွေးမှုတွေလည်းဆက်လက်ရှိနေပါတယ်တစ်တုံညာနဲ့ကောင်စစ်စင်ရေးမှဖမ်းမိထားတဲ့စစ်တုံးဘန်းတွေကိုလည်းစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးအပ်လေရှိပါတယ် 2024ဇန်နဝါရီလ9ရက်နေ့ကလောက်ကင်ဓာတ်ကဆတ်ကိုတိုက်ခိုက်သိမ့်ပိုက်ချိန်မှာလက်နက်ချအညံ့ခံခဲ့တဲ့လောက်ကင်ဓာတ်ကဆတ်မှုဘုံမှုကျုံမိုးကျော်သူဘုံမှုကျုံထွန်းထွန်းမြင့်အပါအဝင်ဘုံမှုကျုံ6ဦးအရာရှိ228ဦးအခြားအဆင့်1895ဦးကိုဖမ်းပြီးတပတ်ခန့်အကြာမှာ MTA ကပြန်လွတ်ပေးခဲ့ပူပါတယ်။လာရှုမျိုးကအရှိမြောက်တိုင်းစစ်တနာကျုပ်ကိုတိမ့်နဲ့တိုက်ပွဲမှာတိုင်မှုဟောင်းဘူကျုံစွတ်တဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တဲ့ဘုံမှုကျုံမျိုးမင်းတွင် ရမခတိုင်းစစ်ဦးစီးချုပ်ဘုံမှုကျုံတန့်ထင်စုတို့ဟာလည်း MNDAA ကဖမ်းမိခဲ့ပြီးစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဘုံမှုကျုံမျိုးမင်းထွေဟာယခုအခါမှာမုံရွာမြို့အခြေဆိုင်နောက်မြောက်တိုင်းစစ်တနာကျုံတိုင်းမှုအဖြစ်တာဝန်ယူထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ညကမုံရွာနဲ့ချောင်းမြို့နယ်အဆက်ဘုံတူရွာကိုပါရာမော်တာနဲ့ဘုံကျဲရမှာကလင်းငယ်တွေအပအဝင်အရတား30ကျော်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်ကိုအတိကအမိန်ပေးတဲ့ဒူးလိုတော်လိုင်းအင်အားစုတွေကဆိုထားပါဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တွန်လင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှအမြင်ဆုံးလွတ်မြောက်ပြီးတွန်လန်နေတဲ့ကိုချင်းတိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တွန်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ